Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ကကျွန်တော်တိုက်စစ်ကစားမဖြစ်သူ Brian Mbeumo ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ Brentford အတင်းနဲ့လက်ရှိဆက်သွယ်မှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဒီညမှာတော့ကလပ်သင်းတစ်ခုကြားထဲမှာအပြောင်းအရွှေ့နဲ့ပတ်သက်လို့တရားဝင်ဆွေးနွေးတာတွေတော့ကျွန်တော်မရှိသေးဘူးပေါ့နော်။သို့တော်လည်းပဲလိုအပ်တဲ့အခြေဆက်တွေတော့ကျွန်တော်စတင်ရှိနေပြီဖြစ်တယ်ဆိုပြီးတော့ Sky Sport ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်။ဆိုတော့ကစားမဖြစ်သူရဲ့ တို့အတင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့ဒီမိစိမ်းရအချက်ပြမှုရအပြီးမှာအတင်းဘက်ကဒီကစားမဖြစ်သူရဲ့အပြောင်းအရွေကိုတက်နိုင်နေမြအမြန်ဆုံးလှုပ်ဖို့သူတို့ကြိုးပမ်းနေတယ်ဒီနေရာမှာကစားမအနေနဲ့ဘယ်လိုပြောမလဲကစားမနဲ့ကျွန်တော်ကြားတဲ့ပြဿနာမရှိတော့ဘူးဗောနော်ကလပ်တင်းတစ်ခုကြားထဲမှာပဲအပြောင်းအရွေကအပြစ်တက်လှုပ်ဖို့ကျွန်တော်ကြမ်းနေတာကိုဆိုတာတစ်ခုကဘာလဲဆိုတော့ကလပ်တင်းတစ်ခုကြားထဲမှာဈေးနှုန်းနဲ့ပတ်သက်လို့အခုချိန်ကြီးဘာမှမဆွေးနွေးရသေးတဲ့အပြင် United ဟာ တန်း90တုံးဖို့အတွက်လုံလောက်မှုအသင့်မှာ လုံလောက်တဲ့ငွေကြီးပမာဏရှိရလားဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်ဆိုသလိုပြောစရာဖြစ်နေတာပေါ့လေသူတို့ပြင်ဘရူနိုဖာနန်ဒက်စ်အသင်းမှာဆက်ပြီးတော့နေမယ်လို့သတင်းမထွက်ခင်ကဒီဘရိုင်ယန်အန်ပွေမှုကယူနိုက်တက်အသင်းမှာပြောင်းကျင်နေဆိုတဲ့ပုံစံမျိုးပြောထားတာဖြစ်တဲ့အတွက်ဖာနန်ဒက်စ်ကိုရောင်းလို့ရတဲ့ငွေနဲ့မှပဲအန်ပွေမှုကိုခေါ်ဖို့ကြိုးပမ်းမလားဆိုတဲ့သတင်းတွေကတတ်ထားတာကိုဒါပေမဲ့လို့အသင်းဘက်ကတော့ ဖာနာရက်စ်အသင်းမှာဆက်နေတာဒီဘရိုင်ယန်ပွင့်ဘူကိုခေါ်ဝေးကြိုးပမ်းတဲ့အခြေအနေတွေကိုထိခိုက်မှုရှိမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဒါကြောင့်လက်ရှိမှာဘရိုင်ယန်ပွင့်ဘူရဲ့အပြောင်းရွှေ့ဒီအသင်းဘက်ကတော့ဒါအမြန်ဆုံးဖြစ်ပျောက်လာဖို့အတွက်ကြိုးပမ်းမှုတွေရှိနေပြီ။ဒီနေရာမှာလိုအပ်တဲ့ငွေကြီးပမာဏကလည်းအသင်းဘက်ကလုံလောက်ရှိပြီးသားလို့ကျွန်တော်ယူဆတယ်။တခုရှိတာကကျွန်တော်တို့တန်းတရာ3ဆွဲခွင့်ရှိတယ်။ဒီကွန်ညာပေါ်မှာပဲတန်း60ကျော်3လရပြီဟေ့ဆိုပြီးတော့ပုံစံမျိုးမဟုတ်ဘူး။ကျွန်တော်တို့ကကွန်ညာကို 3ရက်အရစ်ကြခွဲပြီးမှဆိုတော့ပထမဆုံးစပြီးတော့ပေးရမယ့်ငွေကြေးဒီတန်း30လဲဖြစ်ရင်ဖြစ်မှာပဲတန်း20လဲဖြစ်ရင်ဖြစ်မှာပဲတန်း40လဲဖြစ်ရင်ဖြစ်မှာပဲเนาะတန်း40ပြီးပြီးတော့ဂျန်နဲ့ကျွန်တော်ဒါတန်း20ကို10တန်း10တန်းဒီတကြကြဒီပေးဆိုတဲ့ပုံစံမျိုးလဲကျွန်တော်ဖြစ်မှာပဲဆိုတော့ဒီတော့ဒီကုညာနဲ့ပတ်သက်လို့တုံးခဲ့တဲ့တန်း60ရာတန်း60လုံးကျွန်တော်ညကုန်မသွားပါဘူးအတင်းမှာဆက်ပြီးတော့တုံးဆွဲဝင်ရှိသေးတယ်ဆိုတော့ဘရန်အန်ပွဲမှုကိုခေါ်ဖို့အတွက်ကြိုးပမ်းမဲ့နေရာမှာ အသင်ဟာမဖြစ်မနေစပြီးကစားမားရောင်းချမှရမယ်ဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ရှိမနေဘူး။ဒါကြောင့်မနော်အန်ပွင့်မှုရဲ့အပြောင်းအရွှေ့ကိုအသင်ဘက်ကတော့စပြီးတော့လှုပ်ရှားလာပြီးဖြစ်ပါတယ်။မကြခင်မှာပဲဒီကစားမားဖြစ်သူရဲ့အပြောင်းအရွှေ့ကလတင်းနှစ်ခုကြာဆွေးနွေးတာတွေတရားဝင်တွေ့ရတော့မယ့်အခြေအနေမျိုးပါ။ United ရဲ့ဒါဆွေးနွေးဖို့ပဲကျွန်တော်တို့ဆိုတော့ဒီအခြေအနေဟာအများကြီးအဆင်ပြေနေပြီလို့ကျွန်တော်ပြောရမှာပါနော်။ဒါအပြင်နောက်တစ်ခုကျွန်တော် Manchester Evening News ရဲ့ Darren Ma Show ကနေပြီးတော့ The Report လောက်လာတာကျွန်တော်ရှိတယ်။ ချန်ပီယံလိဂ်ဖလားနဲ့ယူလွဲချော်ခဲ့ရတဲ့အင်တာမီလန်တင်းရပါကတော့တိုက်စစ်မှုဖြစ်သူရက်စမန်ဟွိုင်လန်ကိုခေါ်ယူပြီးတော့ဗောနော်သူတို့အသင်းကိုအမှန်ကန်တိဆောက်ဖို့ရည်ရွယ်ထားတယ်ဗောယူနိုက်တက်နီးပြပြည်သူရူဘင်အမ်မိုရင်းရဲ့ဘက်ကလည်းအသင်းတိုက်စစ်ကိုအလုံးစုံပြင်ဆင်လိုတဲ့အခြေအနေတွေရက်စမန်ဟွိုင်လန်ကိုဂျိုရှူဝါဇစ်ဆီကိုပါဒီနီယာဒီအပြောင်းရွှေ့ဈေးကွက်မှာ ရောင်းချသွားဖို့ရှိတယ်ဆိုပြီးတော့ပြောထားတယ်ဒီကျွန်တော်ကတော့နှစ်ယောက်ထဲကတစ်ယောက်ပဲရောင်းချပြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟွိုင်လန်နဲ့ဇစ်ဆီမှာဒီရဲမှာမှာ သူတို့ဒီဖြစ်နိုင်ကြီးအများဆုံးက Resmat Whiteland ပဲ Whiteland နဲ့ပတ်သက်လို့အသင်းမှာတော်တော်လေးတိုင်ပတ်နေတာကိုကျွန်တော်သိရတဲ့အချိန်မျိုးမှာဘလူးမန်အဆင်မပြေဘူး Zigzig ကိုဆက်ထားလို့ရာကောင်းရနိုင်တယ် Whiteland ကိုတော့ဆက်ထားလို့အဆင်မပြေဘူးဆိုတဲ့သဘောမျိုးပါဒါကြောင့်ပေါ့နော်အသင်းဘက်ကတော့ Whiteland ကိုရောင်းထုတ်ဖို့အတွက်ပြင်ဆင်ထားတယ်လို့ Inter Milan ရဲ့ဘက်ကလည်းနီးပြအစ်စ်ဖြစ်တဲ့သူတွေရောက်လာဖို့ရှိနေတာနော် Inzaghi ကအသင်းပြောင်းသွားတဲ့အပြင် ဒီအသင်းကိုသူအလုံးစုံပြန်ပြင်ဖို့ကြိုးပမ်းနေတဲ့တော့ Highland လို့ကစားမမျိုးကို Inter ရဲ့ဘက်ကလိုချင်နေပေါ့လေ။အဲ United အတွက်တော့ဒီကစားမဖြစ်သူကိုကျွန်တော်တို့ကလက်လွတ်ဖို့အတွက်အခွင့်ကောင်းပါ။ Italy မြေမှာကောင်းကောင်းကျင်လည်ခဲ့တဲ့ကစားမတယောက်ဖြစ်တဲ့အတွက်ပေါ့နော်။အသင်းဘက်ကတော့ဒီကစားမဖြစ်သူကိုကျွန်တော်တို့နေတာအလုံးစုံ ပြင်ဆင်ဖို့သူကိုကြိုးပမ်းနေတာ။နော်အလုံးစုံပြင်ဆင်ဖို့ဆိုတာကဘယ်လိုပြောမလဲ။သူတို့အနေနဲ့ ဒါပါဗျာကိုရီးယားဘက်ကလည်းပြင်ဆင်ဖို့လိုတယ်လို့သူတို့ဘက်ကလည်းပြင်ဆင်ဖို့လိုတယ်ဒီတော့အီတလီမှာလည်းအသားကြပြီးသားဖြစ်တဲ့ United မှာလည်းဟိုအဆင်မပြေဘူးဆိုတော့သူတို့ငွေကြေးတန်ကြီးနေနေနဲ့ခေါ်နိုင်မယ်ဆိုတဲ့အီဒီမျော်မှန်းမှုမျိုးလည်းထားတာဖြစ်ကောင်းဖြစ်မှာပေါ့လေအင်တာမှာလည်းမဟုတ်လေလက်ရှိမှာတိုက်စစ်က3ရောင်းလောက်ကြီးရှိပြီးသားကိုနော်လော်တာရိုမာဒီနဲ့ရှိမယ်မာကက်စ်တူရန်ရှိမယ်ပြီးရင်ကျွန်တော်တို့ဒါတယ်ရမီတို့လိုကစားမားတွေရှိတယ် ဆိုတော့သူတို့ကတိုက်စစ်၃ရောင်ရှိပြီးသားဆိုတော့ white land ကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာဈေးကြီးလိုက်မယ်လို့မျှော်လင့်မထားတော့ဘူးအသင်းဘက်ကလည်းအဲ့လောက်ထိဈေးအများကြီးတော့တောင်းသွားဖို့ကျွန်တော်မရှိဘူးသူတို့ဒီ let weight ဆန်တဲ့ပမာဏမျိုးနဲ့ပဲကျွန်တော်တောင်းမှကျွန်တော်ရမှာဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင် United အနေနဲ့ Rasma Highland ကိုရောင်းချဖို့ကြိုးပမ်းနေပြီးတော့ Inter Milan ရဲ့ဘက်ကလည်းခေါ်ဖို့အတွက်ပြင်ဆင်ထားတယ်ပေါ့နော်ဒီလိုအနေနဲ့ရော Highland ကိုကျွန်တော်အသင်းရဲ့ဘက်ကနေပြီးတော့အမှန်ကန်ရောင်းချနိုင်မယ်လို့ကျွန်တော်ထင်ကြလား အဲ့တော့ဒီ Brian Ambwemu နဲ့ပတ်သက်လို့လည်းဒီရှေ့လာမယ့်နေ့ဒီမှာတရင်နေကကျွန်တော်တောက်လျှောက်တက်လာတော့မှာပါဒူသပင်တော့အသင်းဘက်ကလိုအပ်တဲ့အပြောင်းလဲဒီတွေအမှန်ကန်ပြင်ဆင်နေတယ်ဆိုတဲ့အခြေအနေမျိုးမှာကစားမရဲ့ခွင့်ပြုချက်လည်းရထားပြီးပြီဆိုတော့မဖြစ်မနေဆိုလို့ကျွန်တော်ရပ်ပိုင်းတွင်ရအောင်ခေါ်ဖို့ကြိုးပမ်းပါလိမ့်မယ်ဆိုတော့ Brian Ambwemu ကို Manchester United နဲ့ခေါ်သွားဖို့ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ယူရိုအနေနဲ့ရောအပြောင်းရွှေ့တွေအမှန်ကန်ဖြစ်လာလိမ့်မယ်လို့ထင်ကြလား Rasmus တို့ဒီ Ambwemu တို့ရဲ့အပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်